ရီစာဟဝင်းမုံရွှေကြီးနဲ့ပြန်ဆုံတဲ့ပွဲတစ်ခုမှာအခုလိုတကွက်ချေမုံခဲ့တဲ့ဆိုင်ဆိုင်ခတ်လိုက်။ပရိသတ်မြောင်လုံးမဲမင်္ဂလာပေါင်းဆိုင်ဆိုင်ခတ်လိုက်နဲ့ဝင်းမုံရွှေကြီးတို့အချစ်သူတွေဖြစ်ခဲ့ကြတယ်ဆိုတာအနုပညာလောကရဲ့ကလူအများရောပရိသတ်တွေပါသိကြမယ်လို့ထင်ပါတယ်နော်။ နှစ်ဦးသားကအရက်ချစ်ခဲ့ကြသလိုဆန်းဆန်းခိုင်းလိုက်ဆိုရင်လေတချင်းနဲ့အများကြီးဖန်တီးပေးပြီးအချစ်ကိုပုံဖော်ခဲ့တာပေါ့ဒါပေမဲ့ရေစက်မပါလို့လမ်းခွဲခဲ့ကြပြီးတော့အတုမဆုံတာကြပါပြီပြန်ဆောင်ကြတဲ့အချိန်ထိလေဝမ်မုံရွှေတယောက်စိတ်ပြန်လဲလာမလားဆိုတဲ့စိတ်နဲ့ဆန်းဆန်းခိုင်းလိုက်ကစောင့်မျှော်နေခဲ့သေးတာပေါ့ဝမ်မုံရွှေကတော့အခုဆိုရင်လက်ထပ်သွားပြီးဖြစ်တာကြောင့်ဒီမျှော်လင့်ချက်တွေကချုပ်ငိမ့်သွားခဲ့တာပဲဖြစ်ပါတယ်ဝမ်မုံရွှေလက်ထပ်သွားပြီးတဲ့နောက်ပိုင်းမှာသူတို့နှစ်ယောက်ကပြန်မဆောင်ခဲ့တာကြပြီးရှိဒီနေ့မှာတော့ဝမ်မုံရွှေနဲ့ဆန်းဆန်းခိုင်းလိုက်တို့ကပြန်ဆောင်ဖို့အကြောင်းဖန်လာခဲ့တာပေါ့ တို့နှစ်ယောက်အတူတကားမှာတရုတ်ဆောင်ထားတဲ့ဘန်ကောက်မှာမန္တလေးသို့ရုပ်ရှင်ဇာတ်ကားကြီးကိုတချို့ပြန်တဲ့အနေနဲ့ဆိုင်ဖွင့်ပွဲမှာဇာတ်ကားတွေမှာပါဝင်တဲ့တရုတ်ဆောင်တွေကိုဖိတ်ကြားခဲ့တာပဲဖြစ်ပါတယ် ိန်ရွှေရတနာဆိုင်တစ်ခုကနေဘန်ကောက်မှာ Lady Grace ဆိုပြီးတော့တရုတ်ဆောင်အလုံးကိုပြန်ဆောင်ဖို့လုပ်ခဲ့တာပါရှင်ဆိုင်ဆိုင်ခတ်လိုက်တဲ့အတူတရုတ်ဆောင်ခဲ့တဲ့ထိုင်းမဲသမီးလေးကိုလည်းဖိတ်ကြားခဲ့တာဖြစ်ပါတယ်ဝင်းမုံရွှေလန်ခွဲခဲ့လို့အသေးခွဲခဲ့ရတဲ့ဆိုင်ဆိုင်ကထိုင်းမဲသမီးလေးကိုအမိုးဖွင့်ကားကြီးနဲ့သွားချို့ပြီးတော့ကိုခြေပြလိုက်ပါတယ်မြန်မာနိုင်ငံကမင်းသမီးတွေကိုသာမကပဲဇကားတကားသာရိုက်ကူးဖို့ပေမဲ့ခင်မင်းရင်းနှီးတဲ့ထိုင်းမဲသမီးကိုလေးစိတ်မှသွားချို့ခဲ့တာဖြစ်ပါတယ်ဒီပွဲကဆိုင်ဆိုင်နဲ့ဝင်းမုံရွှေကိုပြန်လည်ဆောင်စည်းဖို့အကြောင်းဖန်ခဲ့တာပါနော်ခုလရှိတဲ့အချိန်မှာဝင်းမုံရွှေကလည်းအိမ်တောင်ကြ ာသွားပြီမို့နှစ်ယောက်သားကမသက်ဆိုင်တော့ပါဘူးရှင်။ဆိုင်းဆိုင်ကဝင်းမောင်ရွှေရီနဲ့ပြန်ဆုံတဲ့အချိန်မှာအေးဆေးတင်ငိမ်စွာနဲ့ပဲနေပြခဲ့တာပေါ့။ဝင်းမောင်ရွှေရီနဲ့ပတ်သက်ပြီးယင်းရက်ပုံစံလေးမပြတဲ့လို့သတိလို့လည်းမဆက်ဆံခဲ့ပါဘူးနော်။ ဒီလိုအခြေအနေနဲ့ဆက်ဆံခဲ့တာကြောင့်ပြည်သက်တွေကဆိုင်းဆိုင်းကိုချေကျွနေကြတာလည်းဖြစ်ပါတယ်။တချို့ဆိုရင်လမ်းခွဲပြီးတဲ့နောက်မျက်နှာချင်းမဆိုင်နိုင်လောက်အောင်ကိုဖြစ်နေတတ်ကြတာပေါ့။ဆိုင်းဆိုင်းကတော့အနေတည်ငြိမ်သူဖြစ်ပြီးအခုလိုရီစားဟောင်းနဲ့ပြန်ဆောင်ရတဲ့ပွဲမှာအချောင်းသူတွေစိတ်နှောက်ရှက်မဖြစ်အောင်အမြဲစူးစမ်းခဲ့တာပေါ့။ဝင်းမုံရွှေရီနဲ့ဆိုင်းဆိုင်းခန့်လိုက်တို့ကအနေပညာရှင်တွေဖြစ်တာမလို့လမ်းခွဲပြီးတဲ့နောက်မှာတော့ပုံမှန်သူတွေလိုနေခဲ့ကြတာပဲဖြစ်ပါတယ်။ပြည်သက်တွေကတော့ဝင်းမုံရွှေရီနဲ့ဆိုင်းဆိုင်းကိုပွဲတစ်ခုထဲမှာမဆုံးစေချင်တော့ဘူးရှင်။အခုလိုပွဲတစ်ခုထဲမှာဆုံးပြီးဆိုရင်ဆိုင်းဆိုင်းကိုတနာရတာကြောင့်ပဲ ဖြစ်ပါတယ် ဆိုင်ဆိုင်ခလိုင်ကအခုထိတယောက်တည်းဘဝကိုသာဖျက်ဆီးနေတာမို့အသက်ကွဲလို့မပြီးနိုင်သေးဘူးလားဆိုပြီးထင်နေကြတာပါဆိုင်ဆိုင်ကအသက်40ကျော်50ဝန်းကျင်ကိုရောက်ရှိနေပေမဲ့အခုထိလူပြိုကြီးအဖြစ်နဲ့သာနေထိုင်နေတာဖြစ်ပါတယ်ဒါပေမဲ့အခုချိန်ထိမင်္ဂလိရွေကိုအမျိုးမျိုးဆွဲဆောင်နိုင်နေတုံးမှာမင်္ဂလိရွေကလည်းဆိုင်ဆိုင်ဆိုရင်အဘာရိယအဖေးနေကြတော့ဖြစ်ပါတယ်ဆိုင်ဆိုင်ကဒီအသက်ရွယ်ထိအချစ်ဇလန်းတွေတယောက်ဆောင်ကနုပြိုနေဦးမှာပါနော်သူ့အနေနဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေတောက်လျှောက်ရိုက်ပြီးရှိုးပွဲတွေနဲ့သာဖျက်ဆီးမှုစီစဉ်ထားကတယောက်တည်းပျော်ရွှင်နေပြီပဲဖြစ်ပါတယ်တပ ွဲထဲမှာဝတ်မှန်ရွှေနဲ့ပြန်ဆောင်ခဲ့ပေမယ့်အေးစိတ်တည်ငြိမ်စွာနေပြခဲ့တဲ့ဆိုင်ဆိုင်ခလိုင်ပုံပရိသတ်တို့ရဲ့အမြင်ကလည်းခွတ်မမပြပြခဲ့ပါအောင်ရှင်ဆိုင်ဆိုင်ခလိုင်ကအခုချိန်ထိအိမ်တော်မပြုတ်သေးပဲလူပြိုကြီးဘဝနဲ့နေနေရတာကဘာကြောင့်လဲလို့ပရိသတ်တို့ထင်ပါသလဲလူပြိုကြီးဆိုင်ဆိုင်ခလိုင်တယောက်တကယ်ပဲလူပြိုကြီးဘဝနဲ့အယိုးထုတ်သွားရမယ်လို့ထင်ပါသလားရှင်အဆုံးထိကြီးစုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်မတို့ရဲ့ channel ကို like and subscribe လေးလုပ်ပေးခဲ့ပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ